မြန်မာစစ်တပ်လက်အောက်ကကိုးကံခေါင်းဆောင်ဟောင်းပယ်ဆောက်ချေအပါဝင်ခုနှစ်ဦးကိုတေရန်နဲ့ဆိုင်းငံတေရန်တွေတရုတ်တရားရုံးကမနစ်ကချက်မှတ်လိုက်တယ်လို့တရုတ်နိုင်ငံကနေလာတဲ့သတင်းတွေအရသိရပါဗျ။နွေဘာလ၄ရက်နေ့ကကွမ်တုံပြည်နယ်ရှန်ကျင်းမြို့တရားရုံးကပယ်မိသားစုတွေကျွလွန်ထားတဲ့ရာဇဝတ်ဂိုင်းရဲ့အမှုတွေအတွက်တေရန်ပြစ်ဒဏ်တွေကိုချက်မှတ်လိုက်တာလည်းဖြစ်ပါဗျ။မြန်မာ ရန်ကုန်တိုင်းကိုကိုကျွန်းမြို့မှာလက်ရှိဝင်ကြီးချုပ်ရာထူးရယူထားသူကျန်းဖို့ပါတီရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းညိုစောကိုမဲပေးဖို့ဆိုပြီးညိုစောရဲ့သားသမီးပိုင်ကုမ္ပဏီတွေကဝန်ထမ်းတွေကိုလာစားအပြေးနေစားစရိတ်ငိမ့်နဲ့ကိုကိုကျွန်းကိုယာယီပြောင်းရွှေ့ခိုင်းနေတယ်လို့ပြောင်းရွှေ့ရမှာပါဝင်တဲ့ကုမ္ပဏီဝန်ထမ်းတွေရဲ့မိသားစုအတိုင်းဝိုင်းကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။အရကတတော် AAC ဦးစီးချုပ်ဘိုးချုပ်ထုံးမြနိုင်တရှိရာနေရာနဲ့ အေးအေးရုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့အကြံဖတ်စစ်တပ်ရဲ့နေပြည်တော်စစ်ရုံးကညွန်ကြနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရှင်းမြစ်ကရခုံခစ်တစ်ကိုအတိအပြပြောဆိုလာပါတယ်။ဒါကတော့အရခတတော်အေးအေးစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသကိုပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်မှာပဲအကြံဖတ်စစ်တပ်ရဲ့အော်တိုဘာလနှောင်းပိုင်းကပြုတ်လုတဲ့နေပြည်တော်စစ်ရုံးရဲ့ရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးအစည်းအဝေးအတွင်းအရခတတော်အေးအေးစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တရှိရာနေရာနဲ့ အေးအေးရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့ညွှန်ကြားသွားတာဖြစ်တယ်လို့ဆိုပါတယ်